အားလုံးအဆင်ပြေကြရလားဗျ2024နိုဝင်ဘာရွေးကောက်ပွဲမစခင်ကထရမ့်တောက်လျှောက်ပြောလာတဲ့ဇာတ်ကားထဲမှာသမ္မတဖြစ်ဖြစ်ချင်း24နာရီအတွင်းယူကရိန်းစစ်ပွဲကိုရပ်တန့်ပြစ်မယ်ဆိုတာကနာမည်ကြီးပါတယ်သူသားသမ္မတဖြစ်ရင်ယူကရိန်းစစ်ပွဲလည်းဖြစ်ခဲ့မှာမဟုတ်တလို့ပူတင်ကလည်းယူကရိန်းကိုတိုက်မှာမဟုတ်ဘူးလို့သမ္မတမဖြစ်ခင်တောက်လျှောက်အတန်ကြီးကြီးပြောလာခဲ့တာပါဒီနေ့ဇန်နဝါရီလကနေရေတွက်ကြည့်ရင်အခု3လကျော်ပြီး4လနီးပါရှိတော့ပါပြီ။24နှစ်ရည်အတွင်း ူကရိန်းစစ်ပွဲကမရက်ခဲ့တဲ့အပြင်ခုချိန်ထိပြင်းပြင်းထန်ထန်ဆက်ဖြစ်နေစေဖြစ်ပါတယ်ဒီကရက်မက်လ၁၄ရက်နေ့တုန်းကသတင်းထုတ်တယောက်နဲ့အင်တာဗျူးမှာတော့ထရမ့်ကအဲ့တုန်းကသူပြောခဲ့တာတွေဟာငော့တော့တော့သဘောမျိုးနဲ့ပြောခဲ့တာပါတဲ့အတီမဟုတ်ပါဘူးတဲ့ထရမ့်အမြဲပြောတဲ့စကားတွေထဲမှာပူတင်ကငြင်းငြင်းရေးလိုလားသူဖြစ်တဲ့အကြောင်းနဲ့သူနဲ့ရင်းနှီးတဲ့အကြောင်းသူပြောရင်ပူတင်ကနားထောင်မှာဖြစ်တဲ့အကြောင်းတွေလည်းပါပါတယ်ဒါကြောင့်ပူတင်ကိုသူပြောရင်ရမယ်လို့ထင်ခဲ့ပုံပါပဲ။ ညီညာရေးဆွေးနွေးဖို့အတွက်ဇလန်စကီကိုတောက်လျှောက် PR ပေးခဲ့ပြီးတော့ယူကရိန်းကိုစစ်ရေးအကူအညီဖြတ်တောက်တာတွေလည်းလုပ်ခဲ့ပါတယ်။ဒီချိန်ထဲမှာပူတင်ရဲ့ရင်းနှီးမှုကိုအမြဲတမ်းဦးစားပေးပြောဆိုလို့ရှိပြီးတော့ယူကရိန်းစစ်ပွဲရပ်တန့်တော့မယ်လို့ခဏခဏပြောနေခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကတော့ထရမ့်ရဲ့လူယုံတော်အမေရိကန်နိုင်ငံသားယူဝင်ကြီးမာကိုရူဘီရိုစီကစကားသံတစ်ခု ထွက်လာပါတယ်။အဲဒါကတော့အမေရိကန်အစိုးရအနေနဲ့လက်ရှိအခြေအနေကိုစိတ်မရှည်တော့တာကြောင့် ရုရှားယူကရိန်းညဉ့်ညံ့ဆွေးနွေးမှုကိုဆက်မလုပ်ချင်တော့ဘူးလို့ပြောလာတာပဲဖြစ်ပါတယ်။ဒီနေ့တော့ရုရှားယူကရိန်းစစ်ပွဲရပ်တန့်နိုင်မှုထရမ့်ဘာတွေလုပ်ခဲ့တယ်လဲ။ဒီကြားထဲမှာဘာတွေဖြစ်ခဲ့တယ်လဲ။သူမတက်ခင်အချိန်နဲ့သူတက်လာပြီးဘာတွေပြောင်းလဲသွားတယ်လဲ။လက်ရှိနောက်ဆုံးဘယ်အခြေအနေကို ရောက်နေပြီလဲ။စတာတွေကိုပြည့်ပြည့်စုံစုံလေ့လာကြရမှာပါ။ ဘိုးရင်စားပိုင်းမှာထရမ့်ကရုရှားအနေနဲ့ညီညာရေးစပွဲပေါ်မရောက်လာမချင်းအရင်ဘိုင်ဒန်လက်ထက်ကချမှတ်ထားခဲ့တဲ့ပိတ်ဆို့မှုတွေနဲ့မကဘဲထပ်ပြီးတော့ပိတ်ဆို့မှုတွေလုပ်မယ်အကြောင်းနဲ့ကုံသွဲစည်းကြက်ခွန်တွေတိုးမယ်အကြောင်းပြောခဲ့မှုပါတယ်။ဒါပေမဲ့ဇန်နဝါရီ20နောက်ပိုင်းသူသမရစဖြစ်လာချိန်မှာတော့ရုရှားပေါ်ပိတ်ဆို့ရမယ်အစားသူဟာပူတင်နဲ့ဘလို့ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်းနဲ့ပူတင်ဟာခေါင်းဆောင်ကောင်တယောက်ဖြစ်တဲ့အကြောင်းတွေသာတောက်လျှောက်ပြောလာခဲ့ပါတယ်။ သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်းကိစ္စတွေကိုမပြောခင်ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးသမ္မတမဖြစ်ခင်ကထရန့်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီးတဲ့အနေငယ်လေ့ပြန်ကြည့်အောင်ပါ၂023ခုနှစ်မတ်လတုန်းက Fox News နဲ့ Interview မှာဗာပြောတယ်လဲဆိုတော့အရန်လွယ်တွေတွေးဆညှိနှိုင်းရေးတစ်ခုဖြစ်ဖို့ရှိနေတယ်ခုပြောလို့တော့မရသေးဘူးတကယ်လို့ကျုပ်အနေနဲ့အင်ဖြူတော်ကသာပြန်ရောက်သွားခဲ့ရင်တော့24နာရီအတွင်းမှာဖြေရှင်းပြစ်နိုင်လိမ့်မယ်လို့သူကပြောခဲ့ပါတယ်နောက်နှစ်လအကြာမေလမှာတစ်ချိန်ထပ်ပြောတာကတေချင်နေကြတာ ရုရှားတွေရောယူကရိန်းတွေရောကျုပ်သူတို့ကိုမသေးစေချင်တော့ဘူးပြီးအောင်လုပ်ပြမယ်24နာရီအတွင်းပြီးသွားအောင်လုပ်ပြမယ်လို့ပြောခဲ့ပါတယ်ဒါက CNN သတင်းဌာနနဲ့တောင်းဟောအင်တာဗျူးမှာပြောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုတွေပြောနေတဲ့အချိန်တစ်ဖက်မှာရုရှားကဘာတွေပြောနေတယ်လဲဆိုတာကိုအတော်များများကဂရုမမူခဲ့ကြပါဘူးနောက်တစ်နေ့2024ခုနှစ်ဇူလိုင်လမှာတော့ကုလသမဂ္ဂရုရှားနိုင်ငံဆိုင်ရာတန်အမတ်ဘာစီလီနီဘင်ဇီယာကသတင်းထုတ်တွေကိုဗာပြောတယ်လဲဆိုတော့ ယူကရိန်းပြည်ပခကတရက်ထဲနဲ့ဖြည့်ရှင်းလို့မရနိုင်ပါဘူးတဲ့ပြောရရင်ရုရှားနိုင်ငံဟာသူတို့ရဲ့သဘောထားကိုအဲ့ဒီတုန်းကတည်းကထရမ့်ကိုပြောနေခဲ့တာလို့ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာပဲထရမ့်ရဲ့ရွေးကောက်ပွဲကမ်ပိန်းပြောဆိုခွင့်ရှိသူစတီဗင်ချောင်းကလေတံတစ်မျိုးနဲ့စပြောလာခဲ့ပါတယ်သူပြောတာကရုရှားယူကရိန်းစစ်ပွဲရပ်တန့်သွားဖို့အရေးအလင်းအမြန်ဆွေးနွေးညှိနှိုင်းမှုကိစ္စဟာထရမ့်ရဲ့သမ္မတဒုတိယသက်တမ်းစစချင်းလုပ်မဲ့ပထမဦးစားပေးအလုပ်ဖြစ်ပါတယ်တဲ့ ဒီမှာ24နှစ်တည့်ရဆိုတာမျိုးထည့်မပြောတော့ပါဘူးအဲ့ဒါပြီးနောက်တလဩဂုတ်လမှာတော့တမရရုံးကိုမရောက်ခင်ရွေးကောက်ပွဲ နိုင်ပြီးတာနဲ့ရုရှားယူကရိန်းစစ်ပွဲကိုဖြေရှင်းရမယ်လို့ထရမ့်ကဆိုပြန်ပါတယ်နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာတော့ရုရှားယူကရိန်းစစ်ပွဲကိစ္စဘာဆက်လုပ်မှာလဲလို့သတင်းထောက်တွေကအစဖော်ပြီးတော့မေးကြပါတယ်အဲ့ဒီအချိန်မှာထရမ့်ကရွေးကောက်ပွဲနိုင်ပြီးပါပြီဒီမတိုင်ခင်လပိုင်းလေးကတည်းကအင်ဖီရိုမရောက်ခင်နိုင်ပြီးတာနဲ့ချက်ချင်းလုပ်မယ်လို့ပြောခဲ့မှုတော့ကြောင့် သတင်းထောက်တွေကအစပေါ်ပြန်မေးကြတာဖြစ်ပါတယ်။အဲ့လိုမေးတော့ Trump ကကြုတ်စူးစမ်းကြည့်ပါမယ်တဲ့။ဒါတွေကိုဘာကြောင့်ပြန်ကြည့်ဖို့လိုသလဲ။ဘာကြောင့်အရေးကြီးရသလဲဆိုတော့ယူကော့ပွဲကတိတွေဖြစ်လို့ပါပဲ။လူတွေကယူကော့ပွဲမှာနိုင်ငံရေးသမားတွေဘာတွေပြောကြသလဲဆိုတာကိုကြည့်ပြီးမဲပေးကြတာဖြစ်ပါတယ်။ယူကော့ပွဲမှာမဲရအောင် ပြောချင်ရပြောကြတာကနိုင်ငံရေးသမားတိုင်းပါပဲ။ဒါကိုသတင်းထုတ်တွေကပြန်လည်မေးမြန်းကြတာပါလေ။နိုင်ငံရေးသမားတယောက်ဟာကိုပေးခဲ့တဲ့ရွေးကောက်ပွဲကလေးကိုတီးရလား။ တကယ်လုံနိုင်ရဲ့လားဆိုတော့ကိုလူလူကလည်းသတိထားစောင့်ကြည့်နေပါတယ်ဒီနေ့ဇန်နဝါရီလ10ရက်နေ့ Fox News နဲ့အင်တာဗျူးမှာတော့ Trump ရဲ့ Ukraine Russia အရေးအထူးကိုယ်စားလှယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်း Keith Kellogg က Ukraine စပွဲရပ်ဖို့အတွက်ရက်တရာအစီအစဉ်ကိုချပြလာခဲ့ပါတယ်ဒီလာမယ့် April 30ရက်နေ့မှာရပ်ပေါင်းတရာပြည်မှာပါဒါတွေကတော့ Trump တမရမဖြစ်ခင်ပြောခဲ့တဲ့စကားအမျိုးမျိုးနဲ့သူ့ရဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်။တမရဖြစ်ပြီးနောက်ပိုင်း ဇန်နဝါရီ31ရက်နေ့မှာတော့ရုရှားနဲ့အင်ပါတန်အရေးကြီးတဲ့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ထရမ့်ကပြောလာခဲ့ပြန်ပါတယ်။သိပ်မကြခင်မှာပူတင်နဲ့သူနဲ့နှစ်ယောက်ပေါင်းပြီးတိတာထင်ရှားတဲ့ကိစ္စတွေလုပ်တော့မယ်လို့ဆိုပြန်ပါတယ်။နောက်တစ်လဖေဖော်ဝါရီ12ရက်နေ့မှာတော့ထရမ့်ကဇလန်စကီနဲ့စကားပြောခဲ့တယ်လို့ပူတင်နဲ့တနအီကျော်လောက်စကားပြောခဲ့ပြီးတော့ငြိမ်းချမ်းရေးရဖို့လမ်းကြောင်းပေါ်ရောက်နေပါပြီလို့ဆိုလာပြန်ပါတယ်။အဲဒီနောက်ဖေဖော်ဝါရီ16ရက်နေ့မှာ ထရမ့်က သူ့ရဲ့ truth social ပေါ်မှာစာတခု ရေးခဲ့ပါတယ်။အဲဒါကဇလန်စကီဟာရွေးကောက်ပွဲမကျင်းပါပဲအုပ်ချုပ်နေတဲ့အာဏာရှင်တစ်ယောက်ပါတဲ့။ပြီးတော့အဲ့ဒီမှာဆက်ပြောတာကစစ်ပွဲကြီးရပ်တန့်သွားဖို့ရုရှားအစိုးရနဲ့အောင်မြင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေပါတယ်တဲ့။ပြီးတော့သူတယောက်တည်းပဲဒါမျိုးလုပ်နိုင်တာလို့လည်းထည့်ပြောခဲ့ပါတယ်။ဒီမှာပြောခဲ့တာကိုသတိထားကြည့်အောင်ပါ။ဇလန်စကီကိုအာဏာရှင်လို့တုံ့နှုံပြီးတပြိုင်နက်တည်းမှာပဲပူတင်နဲ့ညှိနှိုင်းဆွေးနွေးမှုအောင်မြင်တယ်လို့ ပြောတာဖြစ်ပါတယ်။အဲဒီကလေးကစပြီးဇလန်စကီးကိုအဓိကဖိအားပေးလာခဲ့တာတွေ့ရပါတယ်။အဲလိုပြောပြီးတော့ February 28အင်ဖြူတော်မှာဇလန်စကီးနဲ့တွေ့တော့ Trump နဲ့ဒုသမတ JD Vance တို့ကကမ္ဘာမီဒီယာတွေရှေ့မှာ Ukraine သမ္မတကိုဒေါသနဲ့စူပူငေါငန်းနေတာကိုတွေ့ကြရမှာဖြစ်ပါတယ်။အရင်ကတော့အမေရိကန်နိုင်ငံအနေနဲ့ဗက်မလိုက်ဖဲအလဲကနေဂျာဝင်ဖြန့်ပြေးစစ်ဆက်သူအဖြစ်ပုံဖော်ပြောဆိုခဲ့ပေမဲ့အဲ့ဒီချိန်ကနေစပြီး Trump ကပူတင်ဘက်ကိုတိတိတသာ ဘက်လိုက်ပြောဆိုလာခဲ့ပါတော့တယ်။အင်ဖြူရာမှာစကားအခြေတင်ဖြစ်ကြပြီးတော့ဇလန်စကီကပူတင်ကိုအတော်မုန်းနေတာကိုမြင်ရတယ်။ဒီလိုဖြစ်နေရင်နှိမ့်နိုင်မှုခက်လိမ့်မယ်ဆိုပြီးတော့ထရမ့်ကပြောလာခဲ့ပါတယ်။သဘောကတော့စတင်ကျူးကျော်ခဲ့တဲ့ရုရှားပူတင်ကသာငြိမ်းချမ်းရေးလိုချင်နေပြီးကျူးကျော်ခံရတဲ့ယူကရိန်းကောင်းဆောင်ကငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့စကားနှစ်ကြောင်းကိုပေါ်ပေါ်တင်တင်ပြောနေခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာယူကရိန်းနဲ့ကနဦးသဘောတူထားတဲ့သဘာဝတွင်းထွက်တပ်တူဝယ်ယူရေးကိုဖျက်သိမ်းလိုက်တယ်လို့တဆက်ဆက်တည်း ဘိုင်ဒန်လက်ထက်ကတည်းကယူကရိန်းကိုကူညီပေးနေခဲ့တဲ့စစ်ရေးအကူအညီတွေအားလုံးကိုလည်းရပ်ပစ်လိုက်ပါတယ်။အဲဒါတွေဖြစ်ပြီးတော့ယူကရိန်းစစ်ပွဲကို24နာရီအတွင်းရပ်ပစ်မယ်ဆိုတဲ့ထရမ့်ရဲ့ပြောဆိုချက်ကိုတကမ္ဘာလုံးအတိုင်းအတာနဲ့မေးခွန်းထုတ်လာပါတော့တယ်။မတ်လ14ရက်နေ့သတင်းထောက်တယောက်နဲ့အင်တာဗျူးမှာတော့သူကဒီလိုပြောလာပြန်ပါတယ်။ You said you would have this war settled in 24 hours. Well, I was uh, being a little bit sarcastic when I said that. I would uh, what I really mean is I'd like to get it settled. and uh, I'll uh, think I'll, I think I'll be successful. အဲ့နောက်ပိုင်းမှာ Trump ကပူတင်ကိုရော Zelensky ကိုပါဖုံးခေါ်ခဲ့ပြီးတော့ရက်30အပြစ်ခတ်ရက်စဲရေးကိုစပြောခဲ့ပါတယ်။ဒီထဲမှာသဘောတူရမှာက Ukraine ရော Russia ပါနှစ်နိုင်ငံစလုံးရဲ့တအားပေးစစ်ရုံအဆောက်အုံတွေကိုပြစ်မှတ်ထားမတိုက်ခိုက်ဖို့ဖြစ်ပါတယ်။ပူတင်ကလက်မခံပါဘူး။အဲ့ဒီချိန်ထိ Trump ကပူတင်ကိုသူပြောရင်ရမယ်လို့ထင်နေသေးပုံပါပဲ။ ဲ့ဒီရက်30အပြစ်ခတ်ရက်စည်ပြောဆိုပြီးနောက်တရက်မှာထရမ့်ကဘာပြောသလဲဆိုတော့ယူကရိန်းနေနဲ့သူ့ရဲ့လျှက်စစ်တပ်အားပေးစစ်ရုံတွေကိုအမေရိကန်လက်ထဲအထားသင့်ပါတယ်တဲ့။သဘောကတော့ပူတင်ကမတိုက်ဖူးလို့ဂရုမပေးနိုင်ဘူး။ဒါကြောင့်ယူကရိန်းတပ်အားပေးစစ်ရုံတွေကိုအမေရိကန်လက်ထဲမှာသာအထားရင်ပူတင်ကတိုက်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်တော့အီဘီလာဆလေးရဲ့နေမှာထရမ့်တခါမှမပြောဖူးတာတွေစပြောလာခဲ့ပါတယ်။ဒါတွေကတော့ရုရှားယူကရိန်းကိစ္စဟာ ဘိုင်ဒန်ရောပူတင်ရောဇလန်စကီရောအားလုံးရဲ့အပြစ်တွေပါပဲတဲ့ပူတင်ကိုတစ်ခါမှဒီလိုစကားမျိုးမပြောဘူးတဲ့ထရမ့်ကပထမဦးဆုံးအကြိမ်စိတ်ပြက်ကြောင်းထုတ်ပြောလာတာဖြစ်ပါတယ်။သူပြောတာကဒီစစ်ပွဲမဖြစ်ခဲ့တင်ဘူးဖြစ်ခွင့်လည်းမပေးခဲ့တင်ဘူးဘိုင်ဒန်ကဒီကိစ္စကိုတားခဲ့တင်တယ်ဇလန်စကီလည်းရက်ခဲ့တင်တယ်ပူတင်လည်းဒီစစ်ပွဲကိုဘယ်တော့မှမဆခဲ့တင်ပါဘူးတဲ့ပြီးခဲ့တဲ့ AB လ18ရက်နေ့တုန်းကတော့ထရမ့်အစိုးရရဲ့စိတ်ကုံကြောင်းပြောဆိုချက်တစ်ခုထပ်ထွက်လာခဲ့ပြန်ပါတယ် နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကပြောလာတာပါသူပြောတာကလာမယ့်ရက်ထဲမှာတိုးတက်မှုတခုခုမရှိဘူးဆိုရင်တော့ငြိမ်းချမ်းရေးသဘောတူညီမှုရောက်အောင်လုပ်နေတာတွေကိုအမေရိကန်အနေနဲ့လက်လျှော့လိုက်တော့မယ်တဲ့ပြီးတော့ဒါကကျုပ်တို့စစ်ပွဲမဟုတ်ဘူးကျုပ်တို့မှာတခြားဦးစားပေးလုပ်စရာတွေအများကြီးရှိသေးတယ်လို့မာကိုရူဘီရိုကပြောခဲ့တာပါအရင်ကတော့ယူကရိန်းစစ်ပွဲအရေးဟာသမရဖြစ်ဖြစ်ချင်းပထမဦးစားပေးလုပ်ရမယ်အလို့ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။အခုကျတော့လေတံကလုံလုံ ပြောင်းသွားပါပြီ။ဒါဟာအမေရိကန်စစ်ပွဲမဟုတ်ဘူး။တခြားဦးစားပေးလုပ်စရာတွေလည်းရှိပါသေးတယ်တဲ့။ဒီတစ်ပတ်ထဲမှာ UK လန်ဒန်မြို့မှာအမေရိကန်ယူကရိန်းပြင်သစ်ဂျာမနီနဲ့ UK အစိုးရတို့ပါဝင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုလုပ်သွားဖို့ရှိနေပါတယ်။ April 19ရက်နေ့တုန်းကတော့ပူတင်က Easter နေ့အတွက်ဆိုပြီးတော့တရက်ကြာအပြစ်ရက်ကြောင်းကြေညာခဲ့ပါတယ်။ April 19ရက်ညပိုင်းကနေ20ရက်နေ့အထိနိုင်ပေါင်း30ကြာအပြစ်ရက်မယ်လို့ပြောလာတာပါ။ ေပြည်မှာရှိသမျှသူတပ်တွေအားလုံးရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုရပ်ထားမယ်လို့သူကပြောခဲ့ပါတယ်။ဒါပေမဲ့ AP 20ရင်းတွေကတော့ယူကရိန်းရဲ့ထုတ်ပြန်ချက်မှာပူတင်ကနိုင်30ပြည့်ရက်တယ်လို့ပြောခဲ့ပေမဲ့မြေပြင်မှာတော့တိုက်ခိုက်နေတော့မှာပဲတဲ့။ထရမ့်မဟာသူတမရဒုတိယတဏ္ဍမစခင်ကပူတင်ကိုသူပြောရင်ရတယ်24နိုင်အတွင်းရပ်ပစ်မယ်လို့ပြောခဲ့တာပါ။ဒါပေမဲ့ထရမ့်အဆိုပြုတဲ့ညဉ့်ဉန်းရေးသဘောတူညီချက်တွေကိုပူတင်ကလက်မခံခဲ့တယ်လို့ပူတင်ဟာ သူလိုချင်တဲ့ရလတ်မရမချင်းညဉ့်ညံရေးစကားပြောမှမဟုတ်ဘူးလို့နိုင်ငံရေးလိလသံသတ်သူတွေကဆိုကြပါတယ်။ဒါကြောင့်ပဲအနည်းအားဖြင့် Trump ဟာပူတင်ရဲ့ကစားကွက်တွေအောက်မှာလှည့်စားခံနေရပြီလားလို့တော့မေးခွန်းထုတ်နေကြပါတယ်ခင်ဗျာ။